โอเคကိုစိုင်းခင်ဗျာမကြသေးခင်က RCSS ကဒီ SSPB ကိုတိုက်ခိုက်နေတာတွေကိုအပြည့်ရက်စဲချောင်းသူကြီးညာတယ်ရှမ်းတွန်လိုင်းနေလည်းရှိတယ်ပေါ့ဆိုတော့တခါပြန်ပြီးတော့ SSPB ကလည်းတခါပြန်ပြီးတော့ RCSS ပုံမှာတိုက်ခိုက်တာတွေဟိုအပြည့်ရက်တယ်ဆိုပြီးပြန်ကြီးညာတယ်နှစ်ဖက်နှစ်ဖက်ပေါ့ဟိုမေလ25ရက်နေ့ထိအပြည့်ရက်မယ်ဆိုပြီးတော့ကြီးညာချက်ထုတ်ပါတယ်နှစ်ဖက်ကောင်းဆောင်တွေဆွေးနွေးမယ်လို့လည်းသိရတယ် အဲ့တော့ဒီရှမ်းတော်လိုင်းလက်နက်ကင်အဖွဲ့တစ်ခုအခုလိုအပြည့်ရက်ပြီးဆွေးနွေးမှုတွေရှိလာတော့မဲ့အပေါ်မှာဟိုလာရှိုဒေတာကန်ရှမ်းတိုင်းသားတူအနေနဲ့ပေါ့နော်ကိုဆိုင်အနေနဲ့ဟိုဘလူးမျိုးဒီပေါ်မှာမြင်လဲဗျအဲ့ဒါအရင်ဆုံးပြောပြပေးပါကျွန်တော်ကျွန်တော်တို့ပြောမယ်ဆိုရင်တော့ဒါဒီကျွန်တော်တို့တော်တော်တော်ဦးတယောက်ခဲရဲ့ပုံပါဘူးကျွန်တော်တို့ရှမ်းလူမျိုးအားလုံးကိုကျွန်တော်ကိုစားပြုပြီးတော့ကျွန်တော်ပြောပါတယ်နော်အဲဒါကျွန်တော်တို့ရှမ်းလူမျိုး ီးတော့ရှမ်းပြည်နယ်မှာနေထိုင်တဲ့လူမျိုးများလည်းပါပါပါနော်ဆရာတော်တော်တအားလူချင်းကြပါလေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရှမ်းလူမျိုးဒီပါပဲပြောပြောကျွန်တော်တို့ဒီရှမ်းပြည်နယ်ရဲ့မြေပြန်ရထားတဲ့လူတယောက်လေနော် အာလူမျိုးတစ်မျိုးဖြစ်တယ်။ဘာဖြစ်လို့ရှမ်းပြည်ဆိုကတဲ့ကရှမ်းပြည်မျိုးနာမည်ပေါက်ထားတဲ့ကြရန်တစ်ခုဟိုရထားတဲ့ပုံစံလူမျိုးဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်ရှမ်းပြည်နယ်မှာဒီရှမ်းလူမျိုးရှမ်းလူမျိုးကြီးလည်းများတယ်။အာပြောမယ်ဆိုရင်တော့ဒီလူမျိုးငယ်တွေကလည်းကျွန်တော်တို့ရှမ်းလူအားကိုးချင်ပါတယ်လို့ကျွန်တော်မြင်တယ်။ ို့တော့ကျွန်တော်တို့ရှားနေရသူနှစ်ပေါင်းမြောက်များစွာမသိမမြတ်နဲ့အဟူတကွဲကူတကွဲအလူများပွဲမစီဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်ဒီတခြားလူမျိုးတွေကလည်းကျွန်တော်တို့ကိုအားမရလို့ဟိုအမျိုးမျိုးဖြစ်ကုန်မဖြစ်သင့်တဲ့ဟာတွေဖြစ်ကုန်တယ်မစင်စားသင့်တဲ့ဟာတွေစင်စားလာကုန်တယ်ပေါ့နော်အာပြောမယ်ဆိုရင်အဲ့လိုမျိုးပေါ့ပြောမယ်ဆိုရင်တော့အိမ်ထောင်ဦးစီးကအိမ်ထောင်ဦးစီးနေရာမှာတမတ်ကြကြမနေခဲ့တဲ့အတွက်ကြောင့်မကျူးစားခဲ့တဲ့အတွက်ကြောင့် နော်ဒီအောက်ကကျွန်တော်တို့မျောကူးနေတဲ့ဟာတွေအားကူးနေတဲ့ဟာတွေအဲကကျွန်တော်တို့အားမကူးချင်တဲ့နဲ့ကူး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 ချုံဆိုတဲ့ပုံစံတွေပေါ်ပေါက်လာတဲ့ဒါလေးကြီးကျွန်တော်တို့ရှမ်းပြည်အတွက်လုံးဝအနုလက္ခဏာတစ်ခုဖြစ်တယ်ပေါ့နော်အတီးကကျွန်တော်တို့ရှမ်းလူမျိုးကျွန်တော်တို့ရဲ့ရှမ်းစစ်တပ်တွေအာတပေါင်းတစ်စီးတည်းဖြစ်မယ်ဆိုရင်အတီးကကျွန်တော်တို့ဝန်တာရမှာတော့တပတ်တိကတော့ကျော်ရှမ်းလူမျိုးပေါ့ဗျာကျွန်တော်တို့လည်းရှမ်းလူမျိုးတွေရှမ်းလူငယ်တွေ အရှမ်းပြည်ကလည်းအများကြီးပြီးတော့လက်ထားတဲ့ဟာလည်းရှိတယ်အများကြီးအားကိုးထားတဲ့ဟာလည်းရှိတယ်အတီးကပြောချင်တဲ့ဟာဆိုတာကတော့ဟိုပါလေရှမ်းလူမျိုးတိရှမ်းစစ်တပ်ကိုချက်တယ်ရှမ်းစစ်တပ်တိရှမ်းလူမျိုးကိုချက်တယ်တို့တော့ချက်တယ်ဆိုတဲ့အပေါ်မှာဟိုကိုလူချင်တဲ့ပုံစံမရောက်လာတော့ကျွန်တော်တို့ရှမ်းလူမျိုးတွေဒီမျက်နှာတအားငယ်ရတယ်တိမ်ငယ်ရတယ်အဆက်ရဆရာဖြစ်တယ် အဲတချို့လူတွေဆိုရင်ရှာစစ်တပ်မှာရှာစစ်မှုထမ်းရမယ်ဆိုတော့လည်းငါလည်း ASDB ထဲနေရင် RCF ကိုတတ်ရမယ် RCF အတော့ဝင် ASDB ကတတ်ရမယ်ကိုပေါင်ကိုလန်ထောင်းတဲ့အမျိုးကတော့မလုပ်တော့ဘူးကို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 ပြန်တတ်တာကိုအမျိုးကိုပြောမယ်ဆိုတော့ဗျာဟိုကလည်းစတ်တူသားစားတဲ့အလုပ်ကိုလုပ်ချင်ကြတော့အခုနောက်ပေါက်လာတဲ့ရှမ်းလူငယ်တွေကစာတတ်တယ်ဆရာရဲ့။နောက်ဘာလို့အခုခေတ်က IT ခေတ်၊နည်းပညာခေတ်၊ Facebook ခေတ် နော်အဲ့ဒီမှာရှမ်းသူငယ်တွေကဒါလေးကိုမြင်တဲ့အတွက်ကြောင့်သူတို့ကလည်းဒီရှမ်းစစ်သားကိုလုံရမဲ့ဟာအရေးတအားကြောက်ကြတယ်ထွက်ပြေးကြတယ်တချို့ဆိုထိုင်းနိုင်ငံတွေကြီးကြီးတယ်တရုတ်နိုင်ငံတွေကြီးကြီးတယ်တချို့ဆိုဖုန်ကူရင်လည်းဖုန်ကြီးတွေဝင်ပြီးတော့အာအနေနဲ့အရရမှာရောက်ပုံနဲ့အနည်းမျိုးစုံနဲ့ရှောင်ထယ်ကြတယ်ပေါ့လေနော်အဲအကယ်တော့ဒီတစ်ချိန်မှာကျွန်တော်တို့အရေးလက်မြန်မာနိုင်ငံရဲ့အရေးရှမ်းပြည်နယ်ရဲ့အရေးကြီးလုံးဝတအားအရေးကြီးတဲ့ ကာလတခုဖြစ်နေပြီပေါ့နော်ပြောမယ်ဆိုရင်တော့ကင်ဆာမိနေတဲ့လူနာတယောက်တော့ဖြစ်နေပြီဒီအချိန်မှာဈေးနဲ့များခုမှရတော့မယ်ဈေးမခုလို့အနာရောဂါလူငါဈေးမမီတော့ဘူးအဲ့လိုမျိုးအချိန်ဖြစ်နေတဲ့အတွက်ကြောင့်ဒီအချိန်မှာကျွန်တော်တို့ရှမ်းစစ်တပ်နှစ်ခုကဟူပေါင်းလိုက်လို့ကောင်းသွားတယ်ဆိုရင်တော့ကျွန်တော်ရှမ်းလူငယ်တွေပါလို့တင့်တယ်ပါဖြစ်တင့်တယ်အပေကိုသွားတင်တယ်ဆိုတာလမ်းမှန်ကိုတွေးသွားပြီးဆိုကြတဲ့ကလမ်းမှန်ပေါ်ရဲရဲဝင်းဝင်းနဲ့ တက်ဖို့ပဲညွှန်တော့တယ်ဆရာရဲ့နော်ဒါကိုကျွန်တော်တို့ပြောချင်ပါတယ်လို့ဟုတ်ကဲ့ဆရာအဲ့တော့အခုနောက်ဖက်လုံးဝပေါ့နော်အခုတပတ်ကြာပေါ့ဟိုအပြည့်ရက်မယ်ဒါရှမ်းတော်လိုင်းရေးနေ့လည်းရှိတယ်ဆိုတော့ဒီရှမ်းတော်လိုင်းရေးအတွက်ကိုရက်တာလားတခြားဟိုအစီအစဉ်တွေရောဆရာတို့ဒေသခံတွေဘာတွေတိထားလဲနှစ်ဖက်အဖွဲ့တွေကြာလीအဲပြောမယ်ဆိုရင်တော့ခုနကျွန်တော်ပြောတာတော့ကွာဒီရှမ်းတော်လိုင်းရေးနေ့တခုထဲပဲ ရက်ပြီးတာမဟုတ်ပါဘူးเนาะအထက်ဖက်ကလည်းရက်ပြီးတယ်လို့လည်းကျွန်တော်တို့မြင်တာပေါ့လေเนาะအခုလိုဟိုနှစ်ဖက်တိုက်ပွဲတွေရက်လိုက်တယ်ငကူကတော့တိုက်နေတာရှိတယ်ပေါ့အဲ့ဒီအပေါ်မှာရှမ်းလူလူအပေါ်ပေါ့နော်ရှမ်းတောင်ရောရှမ်းမြောက်ရောဒီရှမ်းလူလူတွေပေါ်နှစ်ဖွဲ့လုံးရဲ့သဘောထားသူတို့ကဘလို့သဘောထားပေးလဲဒီလိုဟိုတိုက်နေတဲ့အချိန်တုန်းကပေါ့နော်ဘာကြောင့်တိုက်ရလဲစသည်ဖြစ်ပေါ့လူလူကဘလို့ message တွေပေးကြလဲဆရာတိုက်နေတဲ့အချိန်မှာတော့ဗျာပြောမယ်ဆိုရင်တော့ ဘာအဖြေတခုမှဘယ်ဘယ်အဖက်မှကျွန်တော်တို့ရှာပြည်သူကို message ကောင်းကောင်းမပေးနိုင်ပါဘူး။အပြီးကတို့ message ပေးတာတော့ရည်စရာတခုပေါ့ဗျာ။နေနေချင်းဖတ်တယ်ပေါ့။အာဆီယံကလည်းမြောက်ပိုင်းကိုလာတဲ့အချိန်မှာ ASCB ကလည်းနေနေဖတ်တဲ့အကြောင်းတွေပြောတယ်ပေါ့နော်။အဲနောက်ဆုံးအာဆီယံကနောက်ဆုံးသွားတဲ့တောင်ပိုင်းမှာရောက်သွားတော့လေအာဆီယံရော ASCB ရောပါပဲနေမီဖတ်တယ်ကွာပြည်သူလူထုတွေအခွန်အခတွေအဲနှစ်ဖက်ပေးနေရတယ်ပါဗျာပေါ့ဒါတွေက ပြောမယ်ဆိုတော့မေမေရရလက်စလက်ကိုင်ဟိုကလည်းအတိတ်ပဲရှိရှိတဲ့မက်ဆေ့တစ်ခုမှမဟုတ်တာဆရာရဲ့တော့အတိတ်ကအားဖြင့်တော့ကျွန်တော်တို့သားကျွန်တော်တယောက်ရဲ့အပြင်မှာပြောမယ်ဆိုရင်တော့လောဘပေါ့ဗျာလောဘပေါ့ပြီးတော့ဟိုအဖွဲ့စည်းတိုင်းရဲ့နောက်ွယ်မှာလက်မဲကြီးတွေလည်းရှိမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့လေနော်ဟုတ်ပြီဆရာအဲ့တော့ရှမ်းတော်လိုင်းနှစ်60ကျော်ပေါ့နော်အခု68 68နှစ်မြောက်တော့ရောက်လာပြီပေါ့အဲ့တော့ ်ဆယ်စုနှစ်များစွာတည်းကဒီနှစ်ဖွဲ့ဖြစ်လာတဲ့အခြေအနေပေါ့နော်ဒီအပေါ်မှာရှမ်းလူထုတွေရဲ့သဘောထားပေါ့နော်အမြင်ကငကိုတဲကသူကဘယ်လိုမျိုးရှိလဲအခုတော့ဝမ်းတာတယ်ပြောတယ်ငကိုတုံးကသဘောထားကဘယ်လိုမျိုးတွေ့ရလဲဟိုတုံးကတော့ဟိုတုံးကတည်းကလည်းကျွန်တော်တို့ဒီရှမ်းအဖွဲ့နှစ်ဖွဲ့ရဲ့မတည့်မတည့်မမြတ်မှုကြောင့်တိုက်ခိုက်မှုကြောင့်ကျွန်တော်တို့ရှမ်းပြည်သူတွေဒီကြားလာပြီသူတို့ရဲ့နှစ်ဖွဲ့ရဲ့ ကြားထဲကနေမြေစာပြင်ဖြစ်နေခဲ့ရတဲ့ရှမ်းပြည်သူတွေပေါ့နော်ပြီးတော့တာဝန်နဲ့ရှမ်းပြည်သူတွေကတော်တော်လေးကိုခါစီခံခဲ့ရပြီးတော်တော့ပြီလို့ကျွန်တော်တို့ကတော့မြင်တယ်ပေါ့နော်ဒါဒီကျွန်တော်ပဲမြင်တာမဟုတ်ပြည်သူလူထုရှမ်းပြည်သူလူထုအားလုံးကလည်းမြင်ကြပါတယ်ပြောလဲတန်ကတော်တွေရောဒီနိုင်ငံရေးပါတီတွေရောကျွန်တော်တို့ရှမ်းပြည်သူလူထုတွေရောရှမ်းလူငယ်တွေရောတော်တော်လေးကိုပြောကြပါတယ်ဒါကတော့ အတော်တော်တင့်ပြီးတော့လေဘာဖြစ်လို့ဒီလူလူထုနေလဲဘယ်တော့ခါမှအတက်မရှူထောင်ခဲ့ရဘူးဒီနှစ်ဖက်ရဲ့ကြားထဲမှာမြေစာပြည်မဲ့ဖြစ်နေခဲ့ရတယ်အနစ်ပေါင်းစဲစဲဆုနှစ်များစွာဒီလူမျိုးဖြစ်ခဲ့ရတယ်ပေါ့လေအဲ့ဒီအတွက်ကြောင့်ဒီလူမျိုးနှစ်ရက်ကိုတော်တော်လေးကိုကျွန်တော်တို့ရှမ်းပြည်လူလူထုလေးဒီတန်တာခဲ့တယ်မျောလင်းခဲ့တယ်ပေါ့လေဆရာနော်ဟုတ်ကဲ့ဟုတ်ဆရာရေပြောပြချက်အရဆိုရင်တော့ဒါအာဆန်ရှမ်းလူလူအနေနဲ့ကတော့တဘောထားလည်းရှိတယ်ပေါ့နော်အဖွဲတာနှစ်ဖွဲဖြစ်နေတာ ဒါပေမဲ့အဲ့ဒီနှစ်ဖွဲ့ဖြစ်နေတဲ့အတွက်ကိုယ့်အဖွဲ့နဲ့ကိုယ်ဆိုပြီးတော့အဲ့လိုထောက်ခံတဲ့ဟိုရှမ်းလူလူကြားမှာအဲ့လိုကွဲတာတွေရောငကိုကရှိလားငါတို့ကတော့ SSBB ပဲငါတို့ကတော့ RCSS ပဲအဲ့လိုရှိလားဆရာအဲ့လိုမျိုးတွေကတော့ရှိတာတော့ရှိကြပါလေနဲပါလေနော်အာနဲပါလေပြောမယ်ဆိုရင်တော့ကိုကိုလူမျိုးကိုချစ်တဲ့လူကိုရဲ့စစ်တပ်ကိုချစ်တဲ့လူဒိုင်းကတော့အဲ့လိုမျိုးစိတ်ထားမရှိကြပါဘူးနော်ဘာလို့ဘာလို့ရှိမှာလဲ SDB နဲ့ကျွန်တော်တို့ရှမ်းလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့တည်ထောင်ထားတဲ့စစ်တပ်တစ်ခုလေဗျာ RCS ဆိုလည်းကျွန်တော်တို့ရှမ်းပြည်သူရှမ်းလူထုနဲ့တည်ထောင်ထားခဲ့တယ်လေဗျာအဲနောက်ဖက်လုံးကလည်းဒီရှမ်းပြည်သူရဲ့မွေးထုတ်ပေးတဲ့ကလေးကိုယူတယ်ရှမ်းပြည်သူရဲ့ပေးတဲ့စက်ကြီးကိုယူတယ်ရှမ်းပြည်သူကျွေးတဲ့သမင်းကိုစားတယ်လေဗျာအဲ့လိုမျိုးဆိုရင်ဟိုအဖွဲ့က ပြိုလဲသွားပါစေဒီအဖက်တစ်ဖက်ထဲပဲကြာလဲဘာမှဖြစ်ဘူးဆိုတဲ့လူလိုမျိုးရှိတယ်ဒါပေမဲ့နဲတဲ့အဲရှမ်းပြည်ရှမ်းလူမျိုးကိုတကယ်ချစ်တယ်ရှမ်းစစ်တပ်ကိုတကယ်ချစ်တဲ့လူဒီဒီစိတ်ကမထားဘူးလို့တော့ကျွန်တော်ပြောလိုပါတယ်ပေါ့နော်နောက်ဟုတ်ကဲ့ဆရာနောက်တစ်ခုကတော့ဒီ NCA ထိုးထားတာပေါ့နော်ဟိုဘိုဂျိုကြီး USC RCS က NCA ထိုးတယ်ဒီဘက် SSPB ကလည်းဟိုဒီဘက်ဟိုဗမာစစ်တပ်နဲ့ ဟိုသူတို့တွေ့ဆုံဆွေးနွေးမှုတွေလည်းရှိနေတာပဲ။ဟိုကတော့ NCA လက်မှတ်ထိုးတဲ့အဆင့်ပေါ့နော်။ဆိုအဲ့ဒီအပေါ်မှာရောဆရာဟိုပြည်သူတယောက်အနေနဲ့ဆရာတို့တိုင်းရင်းသားတယောက်အနေနဲ့ဘယ်လိုမြင်လဲခင်ဗျ။ဟုတ်။မမလည်းအာတီအေကလည်းသူကလည်း NCA လက်မှတ်ထိုးရတဲ့အဲ SDG ကလည်းပြည်တော်စုအဆင့်ဆွေးနွေးပွဲတက်ထားတယ်ပေါ့လေ။နော်။ညလည်းကျွန်တော်တို့လည်းပြည်သူပါလေ။ကြားလည်းကြားနေပါလေ။ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်တော်တို့ပြောချင်တာကတော့တုံးလို့ရရင်တုံးပေါ့မတုံးလို့ရတော့တုံးမနေတော့နဲ့ပေါ့နော်အဲဒါတော့ကျွန်တော် message ပေးချင်တာပေါ့လေနော်အဲ့တော့ဆရာရေပြောပြကြရဆိုဒီနေ့ကိုမျောလင့်နေတယ်ပေါ့နော်ဒီလိုမျိုးဆိုတော့အခုကအပြစ်ရက်ပြီဆိုတော့အပြစ်ရက်တဲ့အပြင်နောက်တစ်ဆင့်ဘာတွေဆရာဖြစ်လာမယ်လို့ထင်လဲဟိုဆွနေဖို့လည်းရှိရလို့ကြားတယ်လေဒီပြင်ညာချက်မှာပါတယ်နှစ်ပတ်ကောင်းဆောင်နေဟုတ်ကဲ့ဟုတ်ကဲ့အတိအကျတော့တော်တော်ဆွနေမိမှာလေဟိုဆွနေမိမယ်တာဝန် တာဝန်ခံမှုဖဲတန်းချမှုအလုံးပါလီစီမံဆန့်ကွဲမှုလာမှာပေါ့နောက်ပိုင်းမှာအမျိုးမျိုးပေါ့နော်ဆရာနော်ဘသူကပါလို့ဘသူကပါလို့အထီးကတော့လာမယ်လို့လည်းကျွန်တော်တို့ကတော့အမြင်ထားတယ်ညော်လဲညော်လင်းထားတယ်ဖြစ်လဲဖြစ်တင်တယ်အဲအဲ့လိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်ခုနကကျွန်တော်တို့ပြောတယ်လို့ပေါ့နှစ်ဖက်ပူးပေါင်းသွားပြီးပြီဆိုရင်တော့ ဒီကျွန်တော်တို့အတိတ်ကအာအဖြစ်ခုနကျွန်တော်ပြောလို့လို့ကျွန်တော်တို့လူငယ်တွေရလည်းရောင်ဝါးဝါးမဖြစ်တော့ဘူးဘာလို့တင့်လဲစမ်းစစ်တာတိုင်းမှာတာဝန်ထမ်းဆောင်တင်တာပဲပဲနေရာပဲတောင်းတောင်းတနေရာနေပြီးတော့ပဲရှူတောင်းကနေပြီးတော့အကူညီပေးမလဲဘလော့ဘူးကပါနိုင်လဲပြောမယ်ဆိုရင်တော့စင်ဟာတစ်တုံးယူနိုင်ပေမဲ့ပြည့်စိတ်ဟာလည်းတက်ကြတဲ့ချောင်းကတော့နိုင်တယ်လေနော်အဲ့လိုမျိုးလေးဖြစ်လာမယ်ပြီးရင်ကျွန်တော်တို့ရှမ်းပြည်내ကိုကာကွယ်မယ်ကျွန်တော်ရှမ်းပြည်내နယ်မြေတွေကိုပူးပေါင်းပြီးတော့အာ ာရှမ်းပြည်နယ်ကိုတိုးတက်အောင်လုပ်မဲ့လို့ပေါ့လုပ်မဲ့အဖွဲ့အစည်းပေါ့နှစ်ကူပေါင်းပြီးတော့ဒါလုပ်တင်လုပ်ထိုက်တာလုပ်ရမှာလေဆရာတော်ဒါတော့ဟိုအဲ့လိုပုံစံပဲပြီးတော့တင်ထားပါတယ်เนาะဟုတ်ကဲ့နောက်တစ်ခုကဒီ68နှစ်မြောက်ချမ်းတော်လိုင်အတွက်အခုပြောပေမဲ့နောက်တစ်ခုကတော့အခုလက်ရှိပေါ့နော်ရှမ်းမြောက်မှာရှိတဲ့အထူးသဖြင့်ရှမ်းမြောက်မှာရှိတဲ့စည်ရေးနိုင်ငံရေးနဲ့ရောဆက်ဆက်နေလို့ပြောရမလားအခုလိုမျိုးနှစ်ဘွဲ့တွေ့ဖို့တွေပေါ့နော်အပြည့်ရတာကြီးလောက်တာဆရာအဲ့ပေါ်ဘယ်လိုများပါတော့ပေါ့ဆရာရဲ့ပါတော့ ိုင်းဝင်ပြီးတော့လက်သွဲခေါ်ရမယ်လေ။ကောင်းကျိုးမပေးတဲ့အဖက်ကတော့သူ့စိတ်နဲ့သူကတော့ဘလို့ပဲဖြစ်ဖြစ်လေ။နော်ဟုတ်တယ်မဟုတ်လား။အကားတော့အချိန်ကစကားပြောတော့မှာပါဆရာတော်။အဲ့တော့အခုလက်ရှိရှမ်းမြောက်ဒေသနဲ့ပတ်သက်ရောစီရေးနိုင်ငံအခြေအနေပေါ်မှာဆရာရဲ့အမြင်အရဆိုရင်ဒီအဖွဲ့တွေအနေနဲ့ရှမ်းကိုစားပြုတဲ့ဒီ RCS SSB တို့အနေနဲ့ဘယ်လိုမျိုးဟိုပူပေါင်းပါဝင်တဲ့နယ်လို့ဆရာထင်လဲအတိအကျတော့ဆရာရဲ့ကျွန်တော်တို့က ကျွန်တော်တို့ရှမ်းပြည်မှာအတူတူနေခဲ့တဲ့အတူတူနေလာတဲ့နေပေါင်းထောင်ချီရာချီအတူတူနေလာတဲ့တိုင်းရင်းသားပေါ့နော်တိုင်းသားလေကျွန်တော်တို့ဘလူလုံးတင့်လေဘလူတွားတင့်လေဘလူပုံစံနဲ့တွားတင့်လေစကားဝိုင်းနဲ့တွားတင့်လာဒီလက်နဲ့နဲ့တွားတင့်လာဒါလေးအားလုံးကညှိနှိုင်းတိုက်ပြီးပို့တော့လူမဲလို့ကျွန်တော်ထင်တယ်ပေါ့လေနော် ဟောဘာလို့လဲဆိုတော့အရှင်းဆုံးပြောမယ်ဗျာတစ်တုံညနစ်ခုလုံးကလိုမျိုးပထမ లై ကူရလိုက်လို့မျိုးကတာလီဒီအားလုံးကမညီမညွတ်လောက်ခဲ့တယ်လေမညီမညွတ်လောက်ခဲ့တော့နောက်ဆုံးမှာတော့ပါပဲတွေ့လာတယ်ဆိုတော့ဒီဒုက္ခရောက်တာပဲတွေ့တယ်လေနောက်ဆရာကဟောလူချင်းနဲ့တိုက်ကက်လဲမပန်းနိုင်လဲမရောက်ဘူးခါကျူသွားတယ်စစ်ဦးကျူသွားတယ်နောက်ဆုံးမှာကြောပြည်လူတွေဒီခါစီးပြီးတော့ခံရတယ်နောက်ဆုံးကျွန်တော်အရှင်းဆုံးပြောမယ်ဗျာဖြစ်သွားတဲ့ရှမ်းမြောက်မှာဖြစ်သွားတဲ့တိုက်ပွဲတော့ရခိုင်တို့ကရင်တို့ကချင်တို့ဖြစ်တာကျွန်တော်မပြောတော့ဆရာနော် အဲကျွန်တော်ပြောချင်တာတော့ရှမ်းမြောက်မှာဖြစ်သွားတဲ့ဟာမျိုးဆိုရင်ကြာလာတော့ပါတော့ပြင်တော့လေဆိုတော့စားပါစားနဲ့ဒေါ်လာရေးတွေပူပေါင်းပြီးတော့ပြည်သူဒေါ်လာနဲ့လုပ်ပေးကြတော့ပြမြင်တယ်။ဘာလို့အခုဆိုရင်တော့ပြည်သူတွေကကောက်ကောက်ရှာမရှိအောင်ဖြစ်သွားတဲ့ဘဝတွေအများရှိတယ်ဗျာ။နော်အဲဒါလေးပြန်စဉ်းစားကြည့်လက်နဲ့ကင်ကပဲမားတော့လားဆိုလည်းမဟုတ်စကားစားလည်းမားတာပဲစကားစားပဲမားတော့လားဆိုလည်းမဟုတ်လက်နဲ့ကင်လည်းမားတာပဲဒါလေးဒီလူတို့နှစ်ဖက်လုံးပေါင်းပြီးတော့ဒီဒေါ်လာတာပဲဖြစ်အဲ့လိုမျိုးပဲတက်ရောက်သွားတဲ့ကိစ္စနော် โอเคဒါဆရာရဲ့ခံစားချက်ပေါ့နော်ဟုတ်ပြီအဲ့တော့အခုနေရစာအခုလိုပြန်လဲစကားပြောကြမယ်အပြည့်ရက်ပြီးရှမ်းတဲ့ဖွဲ့ကိုဆရာအနေနဲ့ပြည်သူလူထုတယောက်အနေနဲ့ဘာတွေများတိုက်တွန်းခြင်းလဲနှစ်ဖက်ကောင်းဆောင်လေးကိုနှစ်ဖက်ကောင်းဆောင်ကိုလိုတိုက်တွန်းတယ်ခြင်းလဲတို့တော့ဟိုကလည်းဒီနှစ်ဖက်ဥပောင်းသွားပြီးပြီဆိုရင်ကျွန်တော်တို့ဒီရှမ်းပြည်ရဲ့အရေးကိုတင်တိုက်အားတိုက်နဲ့နော်ညာရှိတလားအစွမ်းရှိတလားကျွန်တော်တို့ရှမ်းပြည်လူတွေကိုကာကွယ်ပေးပါရှမ်းပြည်ရဲ့ယူကာကွယ်ပေးပါကျွန်တော်တို့ရဲ့ ရှမ်းရှမ်းပြည်နယ်မှာနေထိုင်တဲ့ပြည်သူတွေအားလုံးရဲ့အသက်အိုးအိမ်စီးဆိုင်အားလုံးကိုကာကွယ်ပေးပါဖို့နော်အဲ့လိုမျိုးတော့ကျွန်တော်တိုက်တွန်းချင်ပါတယ်โอเคကိုဆိုင်ကျေးဇူးတင်ပါတယ်ဆရာဦးလိုမျိုးသဘောထားလေးကိုเนาะပေးသဘောထားထုတ်ဖို့ပြောတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဟုတ်ကဲ့